မျက်နာမျက်နာအလှပြင်းနဲ့ကမေတ္တာတုံးတဲ့ဂုံတော်ကွန်ချာနဲ့ကိုရွတ်တယ်ရေချိုးနေတဲ့တရဏဂုံရွတ်တယ်ရေချိုးကန်ကြီးကိုပရိတ်ကြီးဆက်သက်တော့ကိုရွတ်တယ်15မိနစ်ပဲကြာတယ်ပရိတ်ကြီးဆက်သက်တော့ကကျွန်မအလွတ်ရတော့မြန်လဲမြန်နဲ့ရှာတော့နေပြီးသားဖြစ်တဲ့ခါကြတော့လေပရိတ်ကြီးဆက်သက်တော့ရွတ်ရင်15မိနစ်အဲ့တော့အိမ်ကနိုးတယ်မနက်မုန်းလေးနဲ့ကစတယ်ဆိုပါစို့ကျွန်မပြန်ပြောပြမယ်ကျွန်မအိမ်ကမနက်နိုးပြီဆိုတာနဲ့ အိမ်ရတဲ့ကနေလေ့ကျင့်ကြည့်နော်ကျမမျက်လုံးနိုးပြီကျမလုံးဝနိုးသွားပြီပေါ့ရှင်းရှင်းလင်းလင်းနိုးသွားပြီအိမ်မုံဆုံးသွားမဟုတ်တော့ဘူးဆိုတာနဲ့တရဏဂုံကိုးကောက်ရွတ်တယ်ဗုဒ္ဓံတန်တန်ကိစ္ဆာမိဓမ္မံတန်တန်ကိစ္ဆာမိတန်ခံတန်တန်ကိစ္ဆာမိဒုတိယမိဗုဒ္ဓံတန်တန်ကိစ္ဆာမိဒုတိယမိဓမ္မံတန်တန်ကိစ္ဆာမိဒုတိယမိတန်ခံတန်တန်ကိစ္ဆာမိတတိယမိဗုဒ္ဓံတန်တန်ကိစ္ဆာမိတတိယမိဓမ္မံတန်တန်ကိစ္ဆာမိတတိယမိတန်ခံတန်တန်ကိစ္ဆာမိဆိုပြီးကျမကိုးကောက်ရွတ်တယ်ပြီးသွားရင်မြစ်တာတော့ရွတ်တယ်ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်အဲ့ဒါပြီးသွားပြီဆိုတော့မှကျမကဒင်မောကနေစင်းနေရှူးထားပေါက်တယ် နော်အဲ့ဒါအဲ့ဒါကျမရဲ့နေတိုင်းနေတိုင်းဘာလို့ဆိုတော့အိမ်ရာကိုကျမကုသိုလ်နဲ့နိုးထားကျင်တာဖြစ်တဲ့အတွက်အဲ့ဒါအလေးကိုကျမကျင့်ထားတယ်အခုလုံးဝအသားကျသွားပြီအဲ့ဒါကျင့်ထားတာလေဆိုတော့အိမ်ရာနိုးပြီဆိုတာနဲ့ဂုံတော်ဟိုတရဏဂုံတင်တယ်ပြီးတာနဲ့မြစ်တာတော့ရွတ်တယ်ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်ဒါအိမ်ရာနိုးတဲ့အချိန်ပြီးသွားပြီဆိုတော့ကိုယ့်ကိုစားစရာရှိမဲ့သွားအီးပါမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အကုန်လုံးကအိမ်မှာလုတ်တယ်ဘာညာထမင်းစားမဲ့အဲလုတ်တယ်ပြီးသွားပြီအကုန်လုတ်ပြီးသွားပြီဆိုရေချိုးရမယ်ဆိုလို့ရှိရင်ကျမ၄နိုင်ထွင်းရင်မဖြစ်မနေရေချိုးရတယ် အဲ့တော့ကျမ3နာရီ15ဆိုလို့ရှိလို့ရှင်ကျမလမ်းလျှောက်တယ်နာရီဝက်လမ်းနာရီဝက်လျှောက်လိုက်တယ်3နာရီ15လမ်းနာရီဝက်လျှောက်လိုက်လို့ရှင်45မိနစ်ဖြစ်သွားပြီအဲ့တော့15မိနစ်ကိုကျမကပိတ်ရွတ်လိုက်တယ်ပိတ်ဆက်ပေကြီးဆက်သက်တော့ရွတ်လိုက်တယ်အဲ့ဒါဆို4နာရီထိုးသွားတော့အဲ့တော့ရေမချိုးခင်ပိတ်ကြီးဆက်သက်တော့ရွတ်လိုက်တယ်4နာရီထိုးတော့ရေချိုးခန်းထဲဝင်နေရေချိုးနေရေချိုးနေရင်လည်းကျမတရဏဂုံရွတ်ပြီးတော့မှဗုဒ္ဓံတန်တန်ကိစ္ဆာမိဓမ္မတန်တန်ကိစ္ဆာမိတန်ခမ်းတန်တန်ကိစ္ဆာမိဆိုပြီးတော့မှသွားတိုက်တယ်မျက်နှာတက်တယ်ရေချိုးတယ် ်ပြီးသွားပြီဆိုရင်ကျွန်မအလှပြင်ဖို့မှန်နေကုန်မှာထိုင်တယ်ထိုင်ပြီဆိုတာနဲ့ကိုမျက်နာကိုကြည့်ပြီးကိုဟာကိုလည်းမြစ်တာပို့ရမယ်လူဟာနံပါတ်1ကိုဟာကိုလည်းမြစ်တာပို့ရတယ်ကိုကြမ်းမာဖို့လိုတယ်ကိုလမ်းဖြာဖို့လိုတယ်ကိုဟာကိုချစ်တတ်ဖို့လိုတယ်လူဟာမိမိကိုယ်ကိုမိမိမချင်ဘာဖြစ်လဲမိမိကိုယ်ကိုမိမိမချင်ကိုယ့်အကိုအဆုံးစီရင်တဲ့ကိစ္စမျိုးတွေဖြစ်တယ်ဆိုတာမိမိကိုယ်ကိုမိမိမချစ်လို့ဖြစ်ကြတာ နော်အဲ့တော့မိမိကိုကိုမိမိချစ်စိတ်ဖြစ်အောင်လို့ကိုယ့်ဟာကိုချစ်မှကိုယ့်ဟာကိုတန်ဖိုးထားမှဒီအသက်နဲ့ခန္ဓာကိုစွန့်လွတ်တဲ့စိတ်တွေမဖြစ်မှာစိတ်တကြရတယ်အားငယ်တယ်ဘဝမှာဒဏ်ရာတွေဖြစ်တယ်ဆိုရင်လွယ်လွယ်ကူကူနဲ့အရှုံးမပေးမှာကိုယ့်ဟာကိုချစ်တတ်တဲ့စိတ်ရှိအောင်အဲ့တော့ကျမတို့ကကိုယ့်ဟာကိုချစ်တတ်ဖို့လေလိုတယ်ဒါကြောင့်မလို့ကိုယ့်ဟာကိုချစ်အောင်ကိုယ့်ဟာကိုမြတ်တာပို့ရတယ်နော်အဲ့တော့ကျမမှန်နေကုန်မှာကိုယ့်မျက်နှာကိုကြည့်နေရင်မြတ်တာတော့ရွတ်တယ် အလှပြင်းနေနဲ့ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်လက်လာပါတွေပွန့်လန်းမှုအန်ဒီရီတွေကင်းရှင်းမှုဂုံတော်ကွန်ချာရွတ်တယ်ဒါဆိုရင်မြေတာတုံးနဲ့ဂုံတော်ကွန်ချာရွတ်ပြီးသွားပြီဆိုတာနဲ့ကျမရဲ့အလှပြင်းခြင်းကပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုတာနဲ့ကျမဝေစားလဲဗာလဲလုပ်ပြီးပြီဆိုတာနဲ့ဖျားကန်းကိုဝင်နေဖျားရှိခိုးနေဖျားတောက်တော်ရေကတ်တယ်အဲအကုန်ရေချမ်းကတ်တယ်စီမီကတ်တယ်ကတ်ပြီးပြီဆိုတော့မှဖျားရှိခိုးပြီးပြီဆိုတော့မှကျမရုံငန်းလာတယ်ရုံငန်းလာပြီးပြီဆိုရင်ကျမပစ္စည်းတွေကိုကင်ပြီးတော့မှကျမကတစ္ဆာပြူတယ် ငါးမတီလာစောက်တည်တယ်ပြီးတော့မှကျွန်မဈေးရောင်းတယ်โอเคเนาะဈေးရောင်းတယ် အဲ့ဒီကနေမှကျမပြီးတော့ဒီကြားထဲမှာကျမအားနေတဲ့ချိန်မှာဒီမှာလက်ထဲမှာပတိစိတ်နေတာပေါ့နော်အရဟံသိတိဘဂဝါအောင်ဆိုပြီးပြီးသွားပြီဆိုကျမအလုပ်ပြီးလို့မှကျမယုံကကနေအိမ်ပြန်ပြီဆိုရင်ခဏနားတယ်၁၂နာရီဆိုကျမ၁၂နာရီခွဲထိနာရီဝန်မျက်နာတက်တယ်သွားတိုက်တယ်မျက်နာတက်တယ်ခဏလေးပေါ့မောတဲ့ခါကျတော့ခဏလေးနားတယ်နားပြီးသွားပြီဆို၁၂နာရီခွဲဆိုရင်ကျမဖះရှစ်ခိုးတယ်မဟာသမယတုတ်ရွတ်တယ်ပဋ္ဌာန်းရွတ်တယ်နော်ဖះရှစ်ခိုးတယ်အဲ့တော့၁၂နာရီခွဲကနေကျမ၁နာရီခွဲထိဖះရှစ်ခိုးတာကြားတယ် တဏှာိခွဲပြီးသွားပြီဆိုရင်မပြီးသေးတဲ့ပဒီတွေဆက်ပြီးတော့မှစိတ်တယ်အရန်တိတ်တိဘဂဝါအောင်ကတနေ့ကို3240စိတ်ရတယ်ပြီးရင်နမောတတတထောင်စိတ်တယ်ကျမကကြည်ပြင်းကာရာကို200စိတ်တယ်ပြီးရင်စိတ်ပဒီနဲ့ စိတ်ပတိနဲ့တဏ္ဍဂုံအဂုံတော်ကိုပါစိတ်ပတိနဲ့သုံးဘက်စိတ်တယ်နောက်တစ်ခါသူကတော်ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားကျမစကားပြောပြီးအလုံးလုံးရတာဖြစ်တဲ့တကြောင်မလို့မြတ်စွာဘုရားရဲ့သူကတော်ဂုံတော်ကိုကျမထုံမွန်းပြီးတော့မှသူကတော်ကောင်းသောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရားသူကတော်ကောင်းသောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရားဆိုပြီးပတိတစ်ဘက်စိတ်တယ်ဒါဆိုရင်ကျမရဲ့ဒါပြီးသွားပြီပြီးသွားပြီဆိုတာနဲ့ခုနက တရဏဂုံ14000အတွက်ကိုကျမလက်ထဲကိုထည့်ပြီးတော့မှကျမစိတ်နေလိုက်တော့တာမအိတ်ချင်မချင်းပေါ့နော်တယ်လီဖုန်းလေးကြည့်ပြီးတော့မှအဲ့ဒါလေးကျမစိတ်ပြီးတော့မှကျမတယ်လီဖုန်းလေးကြည့်တာပေါ့နော်ပြီးသွားပြီပြီအိတ်ချင်ပြီဆိုတာနဲ့ဗတိလေးလက်ကနေချလိုက်ပြီးအိတ်တော့မဲမီးလေးပိတ်ပြီးမျက်လုံးမိတ်လိုက်ပြီးဆိုတာနဲ့ဘာမှမတွေးတော့ဘဲနဲ့တံပုတ်တွေရွတ်ပြီးအိတ်တယ်အဲ့ဒါအီမန်သောတစ္ဆာစကားကျမရဲ့နေတိုင်းလုပ်တဲ့ဟာတကယ်မှမပြတ်ဘူးအီမန်သောတစ္ဆာစကားကြောင့်ခொနီရဲ့သားသမီးအပေါင်း ဘေးရန်တည်းကင်းရှင်းကြပါစေကက်ဆိုဘေးဆိုယောဂဆိုများမှကင်းဝေးကြပါစေကျွန်မလည်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေပေါ့နော်အဲ့ဒါတရားမှမပြတ်တော့ကျွန်မရဲ့နေ့စဉ်အားစိတ်နှကန်အာကုသူစိတ်တွေမဝင်လာအောင်လေကာထားတယ်ကိုယ့်ဟာကိုယ်အဲ့တော့အမြဲတမ်း used to ဖြစ်နေရန်လိုက်ပြီဆိုတာ ਨੇ တရဏဂုံယူပြီးသားလက်ထဲကိုဓာဝင်ပြီဆိုတာ ਨੇ အရဟံတိတ်တိဘဂဝါအောင်ယူပြီးသားမှန်နေငုံထိုင်လိုက်တာ ਨੇ မြေတာတော့ယူပြီးသားမျက်စိနှလုံးပွင့်ပြီးအိပ်ရတဲ့ကနေယူလိုက်တာ ਨੇ တရဏဂုံတည်ပြီးသားအဲ့လိုမျိုးတွေဖြစ်အောင်လို့ကိုယ့်အကို used to ဖြစ်အောင်လို့လေ့ကျင့်ထားတယ်မျိုးလုံးနှလုံးမိတော့မယ်အိတ်လိုက်ပြီးဆိုရင်တန်ဖို့တွေယူပြီးတော့မှအိတ်တက်အောင်လို့အိမ်မက်ဆိုးတွေမမတ်အောင်အဲနောက်တစ်ခါကိုကုသိုလ်စိမ့်နဲ့အိတ်သွောင်းအောင်လို့မလို့ကျမလေးအမြင်နဲ့အတွေးတွေမများအောင်လို့ဆိုပြီးအဲ့လိုမျိုးလေးလေ့ကျင့်ထားတယ်အဲ့ဒါလေးအဲ့ဒါလေးကိုမျှဝေတာနော်အဲ့ဒါလေးကိုမျှအဲ့ဒါအပိုပြောတာမဟုတ်ဘူးနော်အဲ့ဒါနေတိုင်းတည့်ရမှမပြတ်ဘူးနှစ်ပေါင်းများစွာရှိပြီ တရက်တည်းနှစ်ရက်တည်းကိစ္စမဟုတ်ဘူးနော်တတိယမှလုတ်တဲ့ကိစ္စမဟုတ်နှစ်ကိုနှစ်ပေါင်းများစွာဆိုဘယ်နှစ်နှစ်လဲဆိုလို့ရှိရင်နှစ်ကို10စုနဲ့2စုစာလောက်ရှိပြီကျွန်မအတိုင်းပဲနေလာတာ10စုနဲ့2စုစာလောက်ရှိပြီကျွန်မအသက်58နှစ်ကျွန်မအဲ့လိုမျိုးကျင့်ပြီးနေလာတာ10စုစင်းနဲ့2စုစာလောက်ရှိပြီနော်အဲ့တော့ဘယ်လိုမျိုးအဋ္ဌဋ္ဌံနဲ့လုတ်လဲဆိုရင်ကျွန်မရဲ့အဋ္ဌဋ္ဌံကကျွန်မအတိတတိ ကတ်နေတဲ့၍ယာတပံအသိတံအတိတတိမကတ်တော့ရင်တော့ကျွန်မမသိဘူးပေါ့နော်ကျွန်မအတိလည်းမရှိတော့ဘူးတတိလည်းမရှိတော့ဘူးတငယ်တွေလည်းပြန်သွားပြီဘာမှအုံနောက်မှတ်ညံနေလည်းမရှိတော့ဘူးဆိုတော့မပြောတတ်ဘူးပေါ့အတိတတိကတ်နေတဲ့၍ဒီအတိုင်းကျွန်မကြင့်ကြံနေထိုင်မယ်လို့ကျွန်မကတစ္ဆာဆိုထားတယ်အဲ့လိုနော်ရေလန်းပန်းလန်းအလင်းလန်းဆိုရင်ဖယားကိုတရက်မှမပြတ်ဘူးကတ်တာတရက်မှမပြတ်ဘူးရေလန်းပန်းလန်းအလင်းလန်းကျွန်မခยีသွားလဲရအောင်ကတ်တယ်ကျွန်မ ဘန်ကောက်သွားလဲဘန်ကောက်အိမ်မှာကျမကတ်တယ်ပန်းမရှိဘူးလားကိုကလေကတ်ချင်စိဖြစ်လို့လားမသိဘူးပန်းမရှိဘူးလားဆိုအမြဲတမ်းကိုယ့်ရဲ့လက်တကမ်းမှာအမြဲတမ်းဒီရဲ့အဓိဋ္ဌာန်မပြတ်သွားအောင်အမြဲတမ်းရှိတယ်ပေါ့နော်အမြဲတမ်းရှိတယ်ကျမတို့ဆိုရင်တကယ်ပန်းဝယ်လို့မရဘူးဟာဒုက္ခပဲပန်းဝယ်လို့မရဘူးဆိုကျမတို့ကွန်ဒိုမှာလေ ဒီကအိမ်ရလိုမျိုးပဲဆက်လက်ပန်းနေစိုက်ထားတာရှိတယ်အလှတွေရေကူးကန်နာတွေမှာအဲ့ဆိုကျွန်မအဲ့ရနေသွားပြီးတော့မှကျွန်မ18ပွင့်ပေါ့လေ18ပွင့်ကျွန်မသွားချိုးတယ်18ပွင့်အဲ့ဒါကတ်လို့ရအောင်လို့မလို့အိမ်မရအောင်ဆိုကျွန်တော်တို့နောက်ဆုံးမရအောင်ဆိုအိမ်နာမီးပွိုင်နာမှာရေတမာပင်ရှိတယ်ရေတမာပင်ရနေပြီးတော့မှပန်းနေရေတမာပန်းနေကြွေတာအဲ့ဒါညက်နေဆိုကြွကြွအိတ်ကလေးကင်ပြီးတော့မှကျွန်တော်တို့အိမ်ဘန်ကောက်မှာဘန်ကောက်မှာအိမ်မီးပွိုင်ရေတမာပန်းလေးတွေအိမ်ပပိုးစာတောက်ောက်တယ်တောက်ောက်ပြီးအိမ်ပြန်အိမ်ပြန်ပြီးအဲ့ဒါရေတမာပန်းလေးတွေလုတ်တယ်နောက်ပိုင်းတော့ကျွန်မဒီကနေမြန်မာပြည်ကနေသွားရင်ဟိုမှာပန်းရှာလို့မလဲမှာဆိုလို့ င်းစီပန်းတွေကိုကျွန်မတခါတည်းယူသွားချိုးပြီးတော့ယူသွားယူသွားပြီးအိမ်ရောက်ရေခဲတက်တာတွေထည့်ထားပြီးနေတိုင်းအဲ့လိုလေးပန်းလန်းကတ်ကတ်တယ်ပေါ့နော်တရက်မှမပြတ်ဘူးအဲ့ဒါလည်းနှစ်ပေါင်းများစွာဆယ်စုနှစ်ရှိပြီးရေလန်းပန်းလန်းအလင်းလန်းကတ်တာအာစိန်နကန်ကုသိုလ်တွေနော်ဒါလေးကတော့မျှဝေတာ